ြေတို့မြမာတွေဓာတို့တိုင်းတို့ပြေတို့မြမာတွေမြင့်မြတ်တဲ့ကုန်းပြက်တွေရုပ်တို့ရဲ့ရွှေကြီးတွေနာတဲ့သံပေပြည်အောင်စုမြန်မာနိုင်ငံတော်ဟာသမိုင်းကြောင်းဆက်ဆက်ကကိုတိကိုနန်းကိုကျငန်းနဲ့နေထိုင်လာခဲ့ကြတဲ့လွတ်လပ်ပွင့်လင်းတဲ့လူမျိုးများရဲ့နိုင်ငံတော်ဖြစ်ပါလေ။ဒါအပြင်အချုပ်ချာအာဏာပိုင်တည်တိုင်းခိုင်မြဲတဲ့ရေးမြေပိုင်တဲ့နယ်နိမိတ်နဲ့ ခိုင်မာတဲ့လူမျိုးသမိုင်းခိုင်မာတဲ့နိုင်ငံသမိုင်းရှိတဲ့နိုင်ငံလေးဖြစ်ပါတယ်။မြန်မာတို့ရဲ့နှလုံးသားမှာတိုင်းပြည်ပြည်ချင်းစိတ်ဓာတ်ဟာပိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပင်ကိန်းအောင်တည်ရှိနေခဲ့ပြီးဖြစ်ပါတယ်။မြန်မာတို့မျိုးပြချင်းနဲ့တီထောင်ကနေထိုင်ခဲ့တဲ့အချိန်ကာလမှာလက်ကျဲအင်္ဂလိပ်လူမျိုးနဲ့အင်အားကြီးအမေရိကန်လူမျိုးတို့ဟာကိုယ်ပိုင်နိုင်ငံကိုယ်ပိုင်ယဉ်ကျေးမှုပင်မပေါ်ပေါက်သေးကြောင်းသမိုင်းထောက်ထားများကထင်ရှားစွာ ပြဆိုရရှိပါတယ်။ ညီမတိုင်းဦးဇွန်စပခန်ခစ်ကာလမှာကျဆသားမင်းရေးထိုးခဲ့တဲ့ရွှေစည်းတော်မုံချောက်စာမှာချစ်သူအပေါင်းမှကွဲကွာကုန်သောသူတို့၏မျက်ရည်ကိုလက်နဲ့တူသောမေတ္တာစိတ်ဖြင့်တုပ်ပစ်လက်တန်းစံနှလုံးပူဆွေးသူတို့၏နှက်ရည်ကိုရေးနှစ်တူသောဂိဏာဖြင့်ဆေးကြောပစ်လက်တန်းလက်ရလက်ဖြင့်ပြည်သူအပေါင်းအားထမင်းမုံကျွေးလက်တန်း လဝဲလက်ဖြင့်လူအပေါင်းအားပစ္စည်းဥစ္စာဝတ်ပစိုးပွေးလက်တန်းလို့ကြောက်စာနဲ့ကပီးတင်ခဲ့တာဟာစစ်မှန်တဲ့မျိုးချစ်စိတ်ဓာတ်ကိုဖော်ပြခဲ့တဲ့ခေါင်းဆောင်တို့ရဲ့စိတ်ထားပဲဖြစ်ပါလေ။ဧဒီ2044ခုနှစ်တပိုင်းမှာပကန်းနေပြည်ကိုဗဟုပြုပြီးတော့ပထမမြန်မာနိုင်ငံတော်ကိုတည်ထောင်နိုင်ခဲ့ကြပါတယ်။စီလုံးစုစည်းသူကတော့အနွယ်ထားချမ်းစစ်သားတို့ပဲဖြစ်ပါတယ်။ ဒီလိုတိုင်းရင်းသားပေါင်းစည်းလို့ညီညွတ်မှုအားကောင်းခဲ့တဲ့ကာလများမှာမြန်မာနိုင်ငံအင်အားဟာတောင်နှင်းခိုင်မာခမ်းနားထဲဝါခဲ့တာအထင်ကြီးဖြစ်ပါတယ်ပထမမြန်မာနိုင်ငံဗကန်ခေတ်မှာဗကန်မင်းဆက်များသွေးကောင်းများပေါ်ထွန်းခဲ့ကြသလိုမြန်မာစာရေးသားလည်းမှတ်တမ်းတင်နေပြီဖြစ်ပါတယ်ကိုယ်ဝယ်ယုံကြည်မှုအနေနဲ့လည်းဗုဒ္ဓဘာသာအဆုံးအမကြောင့်ယဉ်ကျေးမှုဆင်တန့်မြန်မာစွာတည်ရှိနေပြီဖြစ်ပါတယ်ဒါအပြင်ပထမမြန်မာနိုင်ငံလို့တည်ထောင်ခဲ့သူအနော်ထာမင်းနဲ့အတူ မြန်မာစာပေရေးမှုစင်တန်းမြန်မာမှုကိုညစီရီကြောက်စာရတည်တာထင်ရှားစေပါလေမကန်ခေရဲ့စီဝါရေးတော့ချက်ဖြစ်တဲ့လေယာဆယ်ပြည့်အတွက်80ကိုတိဆောက်ပေးနိုင်ခဲ့ပါလေဒါအပြင်လည်းနိုင်ငံရေးစီဝါရေးဒုမူရင်းနဲ့ဘာသာသာသနာယဉ်ကျေးမှုများထွန်းကားပြန်ပွားအောင်လို့အောင်မြင်စွာဆွမ်းဆောင်ပေးနိုင်ခဲ့ပါလေမြန်မာနိုင်ငံရဲ့တပိုင်းအကြောင်းအရာကြောက်ခိချေးခိတန်းခိယဉ်ကျေးမှုခိဆက်ဆက်က မြမမြေပေါ်မှာပောက်ပွားထွန်းကားလာခဲ့တဲ့တိုင်းဖြစ်စဉ်များလည်းရှိနေပြီဖြစ်ပါတယ်။တကယ်တော့တပိုင်းစဉ်လာကြီးမားပြီးတော့မြမမြေပေါ်မှာပောက်ပွားချင်းပြင်းလာခဲ့တဲ့မြမတိုင်းသားတွေဟာကိုပိုင်နိုင်ငံကိုပိုင်ရင်ကျေးမှုနဲ့ရုပ်ပြနိုင်ငံတွေကိုထူထောင်ခဲ့ကြတယ်များဖြစ်ပါတယ်။တမိုင်းခေတ်ဆက်ဆက်မှာတိုင်းတစ်ပါးကရံပြုတ်ကျူးကျော်မှုပြုတဲ့ခါတိုင်းမှာပြည်ထောင်စုစိတ်သက်တိုင်းကြီးပြည်ကြီးစိတ်ဖြင့်ခေါင်းမခံတွန်းလှန်ခဲ့ကြသူများဖြစ်ကြောင်းကိုမြမတမိုင်းမှာအထင်ရှားသက်တည်ထူနိုင်ခဲ့ကြပါတယ်။ အေဒီ1950ခုနှစ်ကနေ1980ခုနှစ်အတွင်းမှာဒုတိယမြန်မာနိုင်ငံတော်ကြီးကိုအေဂျင့်သားရပြီးတော့စီပင်ဝါပြောအောင်ထူထောင်ခဲ့သူကတော့ဘင်းနောင်ပဲဖြစ်ပါတယ်။နောင်ရိုးတိုက်ပွဲမှာထင်ရှားခဲ့တဲ့ဘင်းနောင်မင်းလက်ထက်မှာမြန်မာနိုင်ငံတော်ကြီးဟာအထွတ်ထိပ်ကိုရောက်ရှိခဲ့ပြီးတော့တိုင်းဒေသလူမျိုးပေါင်းစုံတို့ရဲ့ချစ်ကြည်ရင်းနှီးမှုကိုရရှိခဲ့တဲ့အတွက်အကျယ်ပြန်းဆုံးမြို့ပြနိုင်ငံတော်ကြီးကိုထူထောင်နှင်ခဲ့ပါတယ်။ညစ်ချစ်တဲ့သူတွေမှာ အလောင်းမင်းတရားကြီးကတော့ AD 1950ခုတကနေ1960ခုနှစ်အတွင်းမှာတတိယမြန်မာနိုင်ငံတော်ကြီးကိုထူထောင်နှံခဲ့ပါတယ်အလောင်းမင်းတရားဟူသောဘွဲ့အမျိုးကိုခံယူပြီးတော့ကုန်းဝောင်မင်းဆက်ဆက်ဆက်မှာစီပင်ဝါပြောတဲ့နိုင်ငံကြီးများအဖြစ်ထူထောင်နှံခဲ့ပါတယ်မြန်မာတို့ဒီဇာတိသစ္စာတိမှန်ထက်သန်ပြီးသူကြည်မခံလို့စိတ်ရှင်းပြတဲ့လူမျိုးများဖြစ်ပါတယ် မြန်မာနိုင်ငံကလည်းအရှိတောင်အရှမှာတမိုင်းကြောင်းရှေးလျားဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။ပြူခိအေရီ600ဆုခန်းကစတင်တယ်လို့ယူဆကြရမှာမြန်မာတမိုင်းဟာနှစ်ပေါင်း2000ကျော်ခဲ့ပြီဖြစ်ပါတယ်။နှစ်ပေါင်း2000ကျော်များသောတမိုင်းကြောင်းတစ်လျှောက်မှာမြန်မာဟူသောအမည်ဟာအာရှတလောမှာကြားသူအပေါင်းခံညာယူတည်ခဲ့ကြရတဲ့အမည်ဖြစ်ပါတယ်။ဟန်တာဝရီမင်းတရားကြီးကိုဝေတော်မူသောတတိယကျောင်းဆန္ဒဆရာတော်ရဲ့ဝရထပကဒနီချမ်းမှာဉာဏ်ဤအတိတ်ပဲမှာစစ်ကြီးစစ်တက်ခြင်းမှာစ၍ ခက်ခဲသောအရေးအကြောင်းနဲ့တွေ့ဆုံကြုံရတဲ့အခါဘေးစီအောင်မြင်ဇောနာညာတခရုပ်ပညာတို့ဖြင့်နှင်းမြန်စွာကြံစည်တတ်သောတတ္တိကုံနဲ့ပြည့်စုံခြင်းမာယီအတိတ်ဘယ်မှာမြေရီအရာကိစ္စမဆိုးဒွေယာဆန္နာအာဒီတနှလုံးသွင်းသည့်အခါတိုင်းပေါ့ပြောင်အောင်မြောင်မလျှော်သောလုံလဝရိယတို့ဖြင့်ဇာတုရိဇာတိမံခတ်တံတင်မာသောစိတ်ရင်တတ္တိကုံပြည့်စုံခြင်းတို့ပေါင်းစပ်ပြီးတော့မြမလို့ခေါ်ခဲ့ကြပါတယ်ဒါကြောင့်မို့ပင်မြမတိုင်းသားတွေဟာဇာတုရိဇာတိမံအစဉ်လာကြီးမားပြီးတော့ ရင်ချင်းမှုအစဉ်တန်းမြင့်မြင့်မားမားနေထိုင်လာခဲ့ကြသူများဖြစ်ကြပါသည်။ဂုံးမောင်ခေတ်ကိုထူထောင်ခဲ့တဲ့လောင်မင်းတရားကြီးရဲ့အပူရန်စာစုလဝဲတုံတရဟာမြမတို့ရဲ့တတိယမြမနိုင်ငံထူထောင်စမြမစင်ရထူထောင်စစီရေးအတွေ့အကြုံများလာပြီးဖြစ်တဲ့မြမစစ်သားတို့အတွက်စီရေးဆင်ရဗျူဟာစက်ကိပြုတ်တင်ငါဗျူဟာပြုတ်တို့နဲ့နန္ဒီသေးနာပြုတ်တို့ကိုရေးဆက်ဖော်ပြခဲ့ပါသည်။နန္ဒီသေးနာပြုတ်တို့လည်းအိုသူရဲ့ပေါင်းပူရန်ကောင်းတို့ မြိုင်ဝေတော်ကြီးဤခီးဝေချင်းနီတက်တက်ဒေတော်တက်ကားဆက်လက်တညီတစီတလင်းသားစဉ်မြင့်မြပြောတွန်းဖြစ်အောင်တစီတက်မဲ့ကိုနှစ်သက်ကူနှင်းဆက်တိုက်မြအာမှန်၍ဥလမတုံထမအောင်လို့ဆိုပြီးတော့မြန်မာနိုင်ငံတော်ကြီးအတွက်ဇာတိသွေးဇာတိမှန်ထက်တန်တက်ကြွစွာနဲ့အားပေးကျွေးကြော်လှုံ့ဆော်ရေးသားခြင်းဟာလေမြန်မာတိုင်းသားသွေးကောင်းတွေအတွက်အားတက်ဖွယ်ဖြစ်ခဲ့ရပါတယ်မြန်မာပြည်သားဟဲ့မြန်မာပြည်သားမြန်မာယုံနာညာပြည်သားများခင်ဗျာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက်မှတိုင်းသာသွေးချင်းညီကိုမောင်းမများဟာစမိုင်းစဉ်တလျှောက်မှာတမြေထဲနေတည်တဲ့တောက်ကြကဥမကွဲတိုက်မပြတ်နေထိုင်ခဲ့ကြပြီးတော့ရေးကြည့်ရင်သွေးနည်းသည်ဆိုတဲ့စကားနဲ့ညီနိုင်ငံတော်ပေါ်ကြောက်လာတဲ့ရန်စွာမှန်သမျှကိုစူပေါင်းတိုက်ခိုက်တွန်းလှန်နှင်ခဲ့ကြပါတယ်။ဒါကြောင့်မို့ပင်တိုင်းသာစီလုံးညီညွတ်မှုအခြေခံအုတ်မြစ်ခိုင်ခန့်ငယ်ကပထမမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်နဲ့တတိယမြန်မာနိုင်ငံတော်ဆိုတဲ့ကျေပြန့်နဲ့ကြီးမားသောအင်အားကြီးနိုင်ငံတော်များပင်လည်း ပေါ်ထွန်းခဲ့တာကိုတမိုင်းဖြစ်ရများကဖော်ညွှန်းနေရှိနေပါလေအခုလိုကျေပြန့်ကြီးမားတဲ့နိုင်ငံတော်ကြီးများပေါ်ထွန်းငယ်ခြင်းဟာဖြင့်တိုင်းသားစိတ်လုံးညင်ညွတ်မှုအပြင်တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သူများရဲ့ရည်ရှင်ပြိုဝါမှုစစ်မှန်တဲ့မျိုးကြီးစိတ်သက်ရှိမှုများကြောင့်ပင်ဖြစ်ပါသည်အခုခေတ်ချိန်ခါမှာလည်းဤသည့်ခေတ်ကာလနဲ့မှာမတူနိုင်ငံတော်ကြီးကိုခင်မိဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တကြီးတည်ဆောက်နိုင်နေခြင်းဟာနိုင်ငံတော်ဆိုးရံတဲ့တိုင်းသားပြည်သူတရားလုံးရဲ့ထူးခြားတဲ့စွမ်းဆောင်အောင်မြင်မှုများပင်ဖြစ်ပါကြောင်း 58နှစ်မြောက်လွတ်လပ်ရေးနေ့ကိုဂုံပြုတင်ဆက်လိုက်ရအောင်ခင်ဗျာသာမဏေတွေလားအာမချီစိတ်ချနေရေးရင်ပြတ်တာမြင်ရဲ့